ဆက်ရခွစီကွက်ဆာတချင်းလေးဆိုလို့ရှိရင်လည်းအရန်ပေါက်တယ်အာကိုရဲလေးနဲ့တနေ့နေ့ရောက်ခဲ့ရင်ဆိုတဲ့တချင်းလေးလည်းအရန်ပေါက်တယ်ကိုစီရနဲ့မွှေထားရဲ့တခြင်းလေးကငွေချင်းလားမသိဘူးအဲ့ဒါလေးလေအရန်ပောက်ခဲ့တဲ့တခြင်းလေးပါဟုတ် အအနုပညာဘက်ကနေပြီးတော့ဒီကြောင်မြတ်ယေသနာ line ကိုဘယ်လိုရောက်သွားလဲဆိုတော့မအရင်တော့ဟုတ်ပါတယ်အနုပညာတွေလုတ်ခဲ့တယ်ရုပ်ရှင်တွေလည်းရိုက်ခဲ့တယ် VCD တွေလည်းရိုက်ခဲ့တယ် ရိုက်ခဲ့တဲ့တောက်လျှောက်မှာလည်းသူဟာနဲ့သူ VCD kit ဆိုတော့အရန်ကိုလည်းပောက်ခဲ့ပါတယ်အခုဆိုလို့ရှိရင် TikTok တို့ဘာတို့မှာကိုပါတဲ့တခြင်းလေးတွေရိုက်ထားတဲ့ရုပ်ရှင်လေးတွေကိုဖြတ်ကက်ညက်လေးလှုပ်ပြီးတော့ပြန်တင်တာလေးတွေတွေ့ရတော့လေအရန်လည်းဝမ်းသာမိပါတယ်အမှန်တကယ်တော့အမှုပညာအလုပ်ကိုချစ်တယ်ဒါပေမဲ့ဒီဟာဒီအသက်ကြီးတဲ့အထိလှုပ်သွားဖို့ဆိုတာကအာဘယ်လိုအမဖေကကြတော့သူကဆရာဝန်တယောက်လည်းဖြစ်တယ်သူကပညာရေးဘက်ကိုလည်းဦးစားပေးပြီးတော့လှုပ်စေခြင်းတဲ့အတွက်အမစင်ကူမှာကျောင်းသွားတက်တယ်ဒီ business ပညာရေးနဲ့ပတ်သက်ပြီးတော့သင်ကြားပြီးတော့ အဓိကကတော့ဒီဘက်ကိုပဲ business lady တယောက်အနေနဲ့ပဲလှုပ်ဖို့အတွက်ဆုံးဖြတ်ချက်ချပြီးနောက်ဆုံးဒီဘက်ကိုပဲရက်တည်လိုက်တာပါရှင်ဟုတ်အမပိုင်းတော့အမစိတ်မပါလက်မပါပေါ့ ဟိုဘယ်လိုခေါ်မလဲကိုလှုပ်တာလှုပ်တယ်ဒါခရီးရရောက်တဲ့လောက်တော့မရောက်ဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ကိုကအာဒီအနုပညာကိုချစ်လဲချစ်တယ်အခုချိန်ထိလဲအာချစ်တုံးမဲ့တွေ့တဲ့လူတွေကတော့ပြန်ရိုက်လို့ရသေးတယ်ရိုက်ပါအောင်ဆိုပြီးတော့ motivation တွေတော့ပေးကြတယ်ကျေးဇူးတင်ပါတယ်အဲ့အတွက်လဲဒါပေမဲ့ပိုးမာကကြတော့အချိန်တိုင်းကအရန်ကိုနဲသွားတယ်ဒီကိုကိုရိုင်းကိုပါဝင် UCB run တဲ့ကိစ္စလေးတွေများတဲ့အတွက်ကြောင့်မလို့လေ ဒီအမှုပညာကိုလုပ်တယ်ဆိုလို့ကြည့်ကိုကဘယ်အလုပ်ကိုပဲလုပ်လို့တေချာလေးစိတ်ထည့်ပြီးတော့လုပ်ချင်တဲ့စိတ်ကလည်းရှိတော့လေတစ်ဖက်မှာသွားပြီးတော့ပြန်လုံလိုက်ရင်နှစ်ဖက်လုံးကို handle မလုပ်နိုင်ပါဆိုလို့အဲ့ဒါကြောင့်ကိုကမလုပ်ဖြစ်တော့တာပါလို့အခုမှလည်းဟိုချော်ရဲလာတဲ့ကလေးလည်းအများကြီးပေါ်လာကြတယ်ဆိုတော့လေကိုဆိုင်နဲ့စမ်းတမ်းခန့်လိုက်ကြိုတိုင်းကြိုက်တဲ့နေ့စီကိုင်းကိုဆိုင်နဲ့ပေါ့နော်သူနဲ့ဆိုလို့ချင်းဆက်မိဆက်ရခွေးစီကွက်ဆတခြင်းလေးဆိုလို့ရှိရင်လည်းအရန်ပေါက်တယ်အာကိုရဲလေးနဲ့တနေ့နေ့ရောက်ခဲ့ရင်ဆိုတဲ့တခြင်းလေးလည်းအရန်ပေါက်တယ် ။နောက်ကိုစီရနဲ့မွှေထားရဲ့တချင်းလေးရတငယ်ချင်းလားမသိဘူး။အဲ့ဒါလေးလည်းအရန်ပေါက်ခဲ့တဲ့တချင်းလေးပါဟုတ်။ဇကားဆိုလို့ရှင်တော့အာကိုနေတိုးနဲ့မက်ဦးဝဲနဲ့ဇကားနာမည်လေးတောင်မှပြောမယ်ဆိုတာအငဲမိတယ်အဲ့လို 調査ခဲ့ရတယ်အမတို့ရောကဆိုလို့ရှိရင်အမရဲ့ဒီအရင်ဆုံးမော်တဲ့တင်နန်းစတက်တာတော့ဆရာဂျွန်လင်ပေါ့နော်ဆရာဂျွန်လင် batch မှာဆိုလို့ရှိရင်အမတို့အောင်ရဲလင်းမြင့်မြတ်အမတို့ same batch တွေပေါ့နော်အတူတူ attendant တက်ခဲ့ကြရတယ်ဆရာကျောင်းအမမတစင်မတို့ VCD တွေစရိုက်တယ်အဲ့ကနေမှတစင်ရုပ်ရှင်တွေရိုက်ဖို့လာကန်လန်းတဲ့ကံမှာရုပ်ရှင်တွေစရိုက်ရတယ်ပေါ့နော်အဲ့လိုပဲတစင်တစင်ရိုက်ရာကနေမှမတို့တဖြည်းဖြည်းနဲ့နောက်ကိုအဆက်အသွယ်တွေလည်းကျပြန့်လာတယ်အဲ့ကနေမှတစင်အာ director ကိုဝိုင်းတို့ director မက်ဂျီဗျူရှင်တို့ဒါအမရဲ့လက်ဦးဆရာတွေပေါ့တရားနောက်တစ်ယောက်ကကျတော့ကိုစောအာယံဦးဆရာ အစရာတွေပေါ့နော်မာရိုကစ်ကာရဝါဆိုလို့ရှိရင်သွားရင်လာရလည်းခက်ခဲတယ်ပြီးတော့ရှူတင်သွားမယ်ဆိုလို့ရှိရင်လည်းအမသွားတဲ့အခါမှာဆိုလို့ရှိရင်မိမိကတော့အမနဲ့က generation လေးနေနေကွာမိမိကတက်ကြည့်တော့ life ဖို့အတွက်ကိုသူကနည်းနည်းလေးခက်ခဲဖြစ်တဲ့အတွက်အမရဲ့အမတွေလှည့်ချလိုက်တယ်အာ life ဖို့အဆင်မပြေလို့ရှိရင်မိမိလိုက်ပေးတယ်ပေါ့နော်အဲအိမ်ကမလိုက်နိုင်လို့ရှိရင်ရှူတင်ကားကြီးအဲ့တော့သူအကြီးနဲ့အိမ်လာတဲ့ကိုထုတ်ကိုဆွဲ အရန်ယူတုခဲ့တာလေနော်ကိုထုတ်ကိုဆွဲပြီးတော့ရအောင်သွားတယ်ရိုက်တယ်ဟုတ်လောက်ခဲ့တဲ့တခြားမှာလည်းအာလူပိုတိသွားတယ်ဆိုတာကလည်းဒီ FCD တွေရိုက်ရာနေမှာမတို့ Academy ဘန်းကင်နေအဲ့တုန်းကအရန်လည်းခစ်စားတယ် Academy ဘန်းကင်ကွင်းရပြီဆိုလို့ရှိရင်ထမင်းစားလက်မှတ်ရတယ်လို့ပဲအဲ့ခစ်တုန်းကဆိုလို့ရှိရင်အမခစ်ကကြတော့မိုးယူဆန်ရဲ့ယတနာမရဲ့အမရဲ့အဲ Academy ဘန်းကင်ပြီးတော့အနုပညာအလုပ်တွေဇက်တိုက်လုပ်တဲ့အချိန်မှာပဲအမအချိန်ကောင်းလုံးမှာရက်လိုက်တဲ့ပုံစံဖြစ်သွားတာပေါ့နော်နိုင်ငံညာသွားပြီးတော့ ကျောင်းနေဆက်တက်ပြီးတော့ဒါကိုမလုပ်ဖြစ်တော့ဘဲနဲ့ရက်လိုက်ရတာပါ။ဟုတ်တယ်ဘက်ဆူရဲကိုအောင်ရဲလေးတို့ကိုမိမြတ်တို့ကတော့ဒါအခုချိန်ကြီးအဲကောင်းလို့မယ်နော်။ဟုတ်တယ်ဟုတ်တယ်။အဲအောင်ရဲလင်းဆိုလဲအမတို့နဲ့တနန်းတက်တုံးတွေကလမ်းချင်းကက်ရက်ပဲမြင်နေကုန်မှာဆိုလို့ရှိရင်အမတို့ကဓမာယုံလမ်းသူရအောင်တော်မူလမ်းအဲ့လိုကက်ရက်ကုတ်မောင်လေးတွေလိုပဲအဲဘက်တာတူတယ်ဒါပေမဲ့အမတို့အသက်တော်กว่าမှာပေါ့နော်သူကတော့ပုံငယ်တာပေါ့ဘာဖြစ်ဝမ်းတာပါတယ်ဘဝမှာမှတ်တိုင်လေးတွေပေါ့နော်ဘာပြောမှအရင်တော့ ရိုက်ခဲ့တယ်ဆိုပြီးတော့ပြန်ပြเสียမှာရှိတာမဟုတ်အမမဘာဖြစ်ပြန်ပြเสียမှတ်တိုင်ထူခဲ့เสียလေးလည်းရှိခဲ့တယ်ဒီနေ့ဒီအချိန်ထိလည်းအမတော့ဩငါ အာငါ့ကိုတော့မသိလောက်တော့ပါဘူးလေငါအနုပညာမှမလုပ်တော့တာဆိုပြီးတော့သွားတဲ့အခါမျိုးတွေမှာအခုချိန်ထိလည်းသိတဲ့သူတွေကရှိသေးတယ်နှုတ်ဆက်တယ်ဟာဟိုဟာရုပ်ရှင်ဘယ်ကားတွေကမလား VCD ဘယ်ထဲကအမမလားဆိုပြီးတော့အဲ့လိုမျိုးတွေတွေ့ရကိုကတော့ကိုယ့်ကိုယ်တခါတည်းကြောက်ဟိုတနေ့ကလည်းပွဲစီတွေ့လို့ပွဲစီစင်းပြီးတော့လမ်းလျှောက်တာကိုယ့်ကိုအဲ့ပွဲစီရဟတ်ရဟတ်စီးကျင်တယ်ပေါ့နော်မုတ်စားကျင်တယ်ပွဲစီကမုတ်လေးစားကျင်တယ်လွတ်လပ်လပ် free time အဲ့မှာတွေ့လို့ကိုယ့်ကိုလာနှုတ်ဆက်တာမျိုးတွေပေါ့နော် အဲ့အနေနဲ့လည်းတစ်မျိုးပေါ့နောက် CGS founder map ပို့အနေနဲ့လည်းတစ်မျိုးပေါ့နော်အဲ့လိုမျိုးလေးအခုဆိုလို့ရှိရင်နှစ်မျိုးပေါ့တွေ့တဲ့လူတွေက customer အဖြစ်ပြီးတော့ပရိသတ်အဖြစ်အခုထိအများကြီးရှိပါတယ်ဟုတ်ခါတလေကြာရင်တော့ဝမ်းနေတယ်ဘာဖြစ်လို့လဲဆိုတော့တခါတလေဆိုတာအမရက်ပြီးမှတော့ဝမ်းမနေတော့ဘူးလောက်ခါစားတော့ဝမ်းနေတယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့အမောက်အလုတ်ဆယ်ခုလာအပ်တယ်အလုတ်ဆယ်ခုလာအပ်တဲ့အခါမှာနမူနာပြောပြဆယ်ခုလာအပ်လို့ရှိရင်တချို့အမားနဲ့စိမ့်ဘက်တွေဆယ်ခုလာအပ်ရင်သူတို့ဆယ်ခုလုံး လက်ခံလို့ရတယ်ဥမာယတနာမိုင်ဆိုရင်တီမိုင်ကတောက်လျှောက်လိုက်ပေးတယ်အမမလာအပ်ပြီဆိုလို့ရှိရင်အမနောက်ကိုလိုက်ပေးဖို့အဖော်လိုက်ပေးဖို့အဖော်မပိုင်လဲအဲ့ဟာကိုလက်ခံလို့ကမရဘူးအိမ်ကအမေကလည်းဖေကလည်းအရင်စီကန်းကြည့်ရဆိုအဲ့တော့မေမေလိုက်ပေးနိုင်မလားမမလိုက်ပေးနိုင်မလားသူတို့ရဲ့အားတဲ့အပိုင်းမဲ့ကိုအရင်တောင်းရတယ် တောင်းပြီးမှသူတို့အားတယ်ဆိုတော့မှကိုကဒီဟာတခုကိုလက်ခံရတယ်သူတို့ကလည်းသူတို့အိမ်တော်နေနဲ့သူတို့ဆိုတော့လေသူတို့မိသားစုကိစ္စနေနဲ့သူတို့ဆိုတော့သူတို့မအားဆိုဒီဟာကိုမှလက်လွတ်လိုက်ရအောင်အဲ့လိုလေးတွေရှိတော့လေအဲ့တခါကြာလို့ရှိရင်တော့အဲ့အားလေးတွေတော့ fee ဖြစ်တာပေါ့နော်စိတ်မကောင်းဖြစ်ပြီးဩငါဒါငါအတွက်အခွင့်အရေးငါစူးစမ်းမှုအတွက်ငါရရတာတော့မှအခွင့်အရေးကိုငါ လက်စုပ်လက်ကင်နဲ့မဖမ်းခဲ့နိုင်ဘူးပေါ့နော်။အော်ငါတငယ်ချင်းလေးအခုချိန်အထိပေါ့နော်။ဟိုရက်တည်နေနိုင်တယ်ဆိုတော့မုတိတာပွားတဲ့စိတ်ကလေးပဲရှိပါတယ်။ဝမ်းနေတဲ့စိတ်တော့မရှိပါဘူး။အဲ့ဘက်မှာလက်လွတ်လိုက်ရပေမဲ့လည်းအမဒီဘက်မှာအထိုင်းလျောက်အောင်မြင်တဲ့သူတယောက်ဖြစ်နေပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ ပရိလို့ခေါ်မလဲကိုကတ်စတမာနဲ့ကိုတက်တက်ဝန်းနဲ့ပျော်ရွှင်စရာကဘာလေးတခုတီးဆောင်ထားပြီးမလို့လေအဲ့အဲ့လိုမျိုးတော့ဝန်းနေတာမျိုးတော့မရှိပါဘူးအခုချိန်မှသာပြန်လုံးရမယ်ဆိုရောမှာအခုချိန်မှသာပြန်လုံးရမယ်ဆိုလို့ချင်းမေမေခန်းရိုက်ရမလားမသိဘူးเนาะငွေတွေကအများကြီးထွက်လာပြီဆိုတော့လေကို့ကိုချစ်ခင်သူတွေပေါ်များရလဲဘာပြောဟိုမူရီတာပွားရတာပေါ့နော်ကိုပျော်တာပေါ့အဲ့လိုလေးဆိုအော်ငါ့ကိုသိသေးတာပဲဒါငါအရင်တော့လုတ်ခဲ့တဲ့ပုံရိပ်ကလေးတွေကအခုထိအရာထင်နေသေးတာပဲဆိုတော့ စိတ်ကလေးပေါ့အဲ့စိတ်ကလေးတော့ဖြစ်မိပါတယ်ဝမ်းသာစိတ်ကလေးပေါ့ဒီဇိုင်းတမတ်နဲ့အမသည်ဒါကလေးတယောက်ကို မွေးမြူတယ်လို့ပဲမွေးမြူလာတာတစ်ဖြည်းဖြည်းနဲ့ပေါ့နော်အရင်တော့ဆိုလို့ရှိရင်အာ တယောက်တည်တယ်အခုဆိုနှစ်ယောက်တည်တယ်သုံးယောက်တည်တယ်အဲ့လိုတဖြည်းဖြည်းချင်းစီပေါ့နော်ကိုယ့်ရဲ့စူးစမ်းမှုလေးတွေကအရာထင်လာတဲ့အတွက်လည်းအယံဝန်တပါတယ်အခုဆိုလို့ရှိရင်အမတို့ CJS Jamson Jewelry ကနေပြီးတော့လက်ဝတ်ရည်သနာတွေကိုအသင့်ခတ်ပြီးသားအထက်လေးတွေလည်းရောင်းချပေးတဲ့အပြည့်အဝမှကိုလံဘီယာမြဇမ်ဘီယာမြလိုအပ်တဲ့မြတွေမှန်သမျှကိုလက်လီလက်ကားလည်းဖြန့်ချီရောင်းချပေးနေပါတယ်အဲနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင် loose stone တွေကဗရမြား နီလာစတဲ့ကြောက်ရက်ကလေးတွေကိုလည်းစိုက်နှက်တတ်တယ်ဆိုလို့ရှိရင်အဆောင်တဘောပြုတ်တဲ့ဝစ်ချင်တဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ကြောက်ကလေးတိုင်းမဲ့စုကျင်တဲ့သူပဲဖြစ်ဖြစ်မေးကြတာများတဲ့အတွက်ဒါလေးတွေကိုရောင်းချပေးတဲ့အချိန်အားစပြီးတော့အားပေးကြတဲ့သူတွေအများကြီးရှိလို့လည်းကိုယ့်လောက်ရမှန်သမျှကိုကိုယ့်ရဲ့ customer တွေက support လုပ်ပေးတဲ့အတွက်လည်းအများကြီးလောက်ရတရားအရာထင်ခဲ့ရပါတယ်အဲ့အတွက်လည်းအများကြီးစိတ်ဆုတင်ပါတယ်လို့ကိုရောရဲ့ဟုတ်ကဲ့ဟုတ် ိုရဲ့ CGS Jamson Jewelry လေးရဆိုလို့ရှိရင် Time City Jewelry Mall လေးလွာ B451 452 453တက်လီကနေတက်တက်လာခြင်းမှာတွေ့မှာဖြစ်ပါတယ်အာ Facebook page လေးရလဲ CGS Jamson Jewelry Classic Jewelry Shop ဟုတ် customer တွေကိုဒီကနေပြီးတော့ပို့ဖိတ်ခေါ်ခြင်းပါတယ်အခုနပြောသွားတယ်ပို့ now ဒီဒီဇင်ဘာ73 74မှာလုံးမဲ့ပွဲလေးကိုလည်းတက်ရောက်ပြီးဖို့အတွက်ဖိတ်ခေါ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပိုးရဲ့မွေးနေ့ဟာဇန်နဝါရီလမှာရှိတဲ့အတွက်ကြောင့်မလို့အခုဒီဇင်ဘာနဲ့ဇန်နဝါရီမှာ special sale promotion တွေအများကြီးချပေးထားပါတယ်။အာလက်ဝတ်ရတနာကိုနှစ်သိမ့်မှာကိုအတွက်ကိုစုချခြင်းနဲ့သူပဲဖြစ်ဖြစ် lucky လေးတွေအနေနဲ့အချစ်တက်ကလေးစူဆောင်းခြင်းနဲ့သူပဲဖြစ်ဖြစ်ဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင် CJS Jensen Jewelry ကိုအရောက်လှမ်းလာဖို့အတွက်ဖိတ်ခေါ်ခြင်းပါတယ်ရှင်။